င်္ဂလာပါခင်ဗျာနောက်ဆုံးရနိုင်ငံတကာသတင်းတွေကိုကျွန်တော်အေဇက်ကတင်ဆက်ပေးမှာဖြစ်ပါတယ်ရုရှားရင်နံကိုမွေတော့ဖို့မိုဒီကသဘောတူခဲ့တယ်လို့ထရန့်ကပြောဆိုခဲ့တဲ့အကြောင်းထိုင်းကမ္ဘောဒီးယားတိုက်ပွဲဧရိယာမှာရှိတဲ့မြေမြုံမိုင်းတွေဟာအသစ်ချထားတာတွေဖြစ်နိုင်တယ်လို့ကျွမ်းကျင်သူတွေပြောဆိုခဲ့တာနဲ့နိုဘယ်ငြိမ်းချမ်းရေးဆုမရခြင်းပေါ်ထရန့်ကအရှုံးဖောက်ခဲ့တဲ့အကြောင်းတွေကိုဖော်ပြပြလိုက်ပါတယ် ပထမဆုံးတင်ဆက်ပေးမယ့်အကြောင်းကတော့အမေရိကန်ဟာအိန္ဒိယဝန်ကြီးချုပ်မိုရီစီကရုရှားရင်နဲ့ဝေယူရာရပ်တန့်မယ်ဆိုတဲ့သဘောတူညီချက်ကိုရရှိပြီလို့သမ္မတဒေါ်နယ်ထရန့်ကိုယ်တိုင်အတည်ပြုခဲ့တဲ့အကြောင်းကိုတင်ဆက်ပေးလိုက်ပါတယ်။ And I want to see it stop so I was not happy that India was buying oil and he assured me today that they will not be buying oil from Russia. That's a big stop. လက်ရှိယူကရိန်းစစ်ပွဲအဆုံးသတ်ရေးအတွက်အမေရိကန်ကရုရှားအစိုးရကိုစီးပွားရေးရဖိအားပေးနိုင်ဖို့ကြိုးပမ်းနေကြတာပဲဖြစ်ပါလေ။ဒါပေမဲ့လည်းအိန္ဒိယဟာရုရှားရည်နံတင်သွင်းမှုကိုချက်ချင်းရပ်တန့်လန့်ဖို့မဖြစ်နိုင်တဲ့အလျောက်အချိန်တိုတွင်လှုပ်ဆောင်မယ်ဆိုပြီးဝန်ကြီးချုပ်ဘက်ကအာမခံခဲ့တာပဲဖြစ်ပါလေ။ဒါကြောင့်ထရန့်ကကြီးမားတဲ့မှတ်တိုင်တစ်ခုဖြစ်တယ်လို့သတင်းတောက်တွေကိုမှတ်ချက်ပေးခဲ့ပါလေ။လောလောဆယ်အမေရိကန်နိုင်ငံဆိုင်ရာအိန္ဒိယတန်ရုံးရဲ့ပြောခွင့်ရပုဂ္ဂိုလ်ကတော့မှတ်ချက်ပြီးအတည်ပြုဖို့ညှင်းဆိုထားပါလေ။ ရုရှားရဲ့အကြီးမားဆုံးပို့ကွာရေနံနဲ့တဘာဝတက်ငွေဖြစ်ပြီးမော်စကိုစီကအများဆုံးဝယ်ယူနေတဲ့ဖောက်သွယ်တွေထဲမှာအိန္ဒိယတရုတ်နဲ့တူရကီစတဲ့နိုင်ငံတွေပါဝင်တာကို တွေ့ရပါတယ်။အခုလိုမျိုးရုရှားစီကရေနံဝယ်ယူမှုကိုရပ်တန့်ဖို့အမေရိကန်အနေနဲ့အချင်းချင်းတောင်းဆိုခဲ့ပေမဲ့လည်းအိန္ဒိယရဲ့ငင်းဆန်မှုကြောင့်တန်တမာဆက်ဆက်ရေးအကြောင်းထားခဲ့ပါတယ်။ဒါကြောင့်ရုရှားရေနံနဲ့လက်နက်တွေပါဝယ်ယူနေတဲ့အိန္ဒိယပေါ်အခွန်90ရာခိုင်နှုန်းစီးကျက်ဖို့အတွက်ထရန့်အစိုးရအနေနဲ့ပြီးခဲ့တဲ့ဩဂုတ်လမှာဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ အခုဆိုရင်အလားတူလှုပ်ဆောင်ဖို့တရုတ်ပေါ်ဖိအားပေးရအောင်မယ်ဆိုပြီးထရန့်ကပြောသားသလိုဂျပန်ကလည်းရုရှားရင်နံနဲ့ဓာတ်ငွေတင်သွင်းမှုရပ်တန့်ဖို့တိုက်တွန်းထားပါတယ်။တစ်ဖက်မှာအမေရိကန်နဲ့အတူဥရောပနိုင်ငံတွေကမော်စကိုနဲ့ကုန်သွယ်မှုဆက်လုပ်နေတာကိုထောက်ပြပြီးစံနှုန်းအမျိုးမျိုးနဲ့လိုအပ်သလိုပုံဖော်နေတဲ့ Double Standard အကြောင်းဒေလီဆိုရအနေနဲ့ဝေဖန်ထားပါတယ်။ဒါ့အပြင်ရုရှားသမ္မတဗလာဒီမာပူတင်နဲ့ရင်းနှီးတဲ့ဆက်ဆံရေးရှိထားပေမဲ့ယူကရိန်းစစ်ပွဲမှာဗတ်မလိုက်ပဲကြားနေတဲ့မူဝါဒကို မိုဒီကကင်ဆွဲခဲ့တာဖြစ်ပါတယ်။ကမ္ဘာပစ္စမမြောက်အကြီးဆုံးစီးပွားရေးလက်ပတ်နိုင်ဖို့ဆိုရင်အိန္ဒိယဟာလျှော်စင်းနဲ့ရနေတဲ့ရုရှားရေနံစေးပေါ်မိခိုနေရတဲ့အကြောင်းဖော်ပြထားပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးမယ့်အကြောင်းကတော့ထိုင်းကမ္ဘောဒီးယားတိုက်ပွဲဧရိယာမှာရှိတဲ့မြေမြိုင်းတွေဟာအသစ်ချတာတွေဖြစ်နိုင်တယ်လို့ကျွမ်းကျင်သူတွေကပြောဆိုခဲ့တဲ့အကြောင်းပဲဖြစ်ပါတယ်။ဟုတ်တယ်ဟုတ်တယ်။နောက်ထပ်ဒီကတော့ကျွန်တော်ပြောချင်တာကတော့လောကလေးဆက် เจ็ดวันต่อมาก็เลยထိုင်းစစ်တပ်ကဒုတိယဗိုလ်မှူးကြီးဗရာမီဆရီချာကဇူလိုင်16ရက်မှာထိုင်းကမ်ဘောဒီးယားနယ်စပ်အငင်းပွားနေတဲ့နယ်စပ်မြင်းနာမှာကင်းလှန့်နေတော့သူ့ရဲ့အဖွဲ့ဝင်တူမြေမြုံမိုင်းနင်းမိပြီးခြေကျုံးဝက်ပြတ်ခဲ့တယ်လို့ပြောဆိုထားပါတယ်။ဒီဖြစ်ပြဟာအင်းနီးချင်းနိုင်ငံကြီးကြား9ရက်ကြာရလုံမှုတွေအတွက်တွန်းအားတစ်ခုလည်းဖြစ်စေပါတယ်။ ထိုင်းကမ္ဘောဒီးယားအရေးဟာအမေရိကန်ကကြားဝင်ဆေးဆက်ထားတဲ့အပြစ်ခက်ရစဲရေးနဲ့အဆုံးသတ်ထားတဲ့အရေးပဲဖြစ်ပါလေ။ဒီဖြစ်ရကြောင်းကမ္ဘောဒီးယားရဲ့အစိပ်ပိုင်းတွေမှာပြန်ကျဲနေတဲ့ဆိုဗီယက်ခေတ်က PMM2S အမျိုးအစားမြေမြိုပိုင်းတွေနဲ့ပတ်သက်ပြီးတလမန်ရေးရာအငင်းခုန်တွေဖြစ်လာခဲ့ပါလေ။ဒီမိုင်းတွေကိုမသုံးဖို့ကမ္ဘောဒီးယားနဲ့ထိုင်းတို့ကသဘောတူညီချက်ယူပြီးကတိပြုထားတာလည်းတွေ့ရပါဗါ။ကမ္ဘောဒီးယားဟာပူးတဲ့နန်နမိတ်ချောင်းမိုင်းတွေချထားတယ်လို့ထိုင်းကဆွဆွဲထားပြီး PNM2 မိုင်းတွေကြောင့်ဇူလိုင်လကတည်းကဗရာမီရဲ့ကင်းလှည့်အဖွဲ့တွေအပါအဝင် ထိုင်းစစ်သား6ဦးထပ်မင်းကိုလက်အင်ကအစိတ်ပိုင်းတွေထိခိုက်ခဲ့တယ်လို့ပြောဆိုထားပါတယ်ဒါပေမဲ့ကမ္ဘောဒီးယားကတော့ဆွဆွဲချက်တွေကိုညှင်းဆို့ထားပါတယ်။ဆယ်စုနှစ်များစွာကြာတဲ့ကမ္ဘောဒီးယားပြည်တွင်းစစ်တွေမှာမြှုပ်ထားခဲ့တဲ့ PMN2 မဟုတ်တဲ့စစ်လက်နက်တွေကိုထိုင်းစစ်သားချုပ်ကနေမိတာလို့ကမ္ဘောဒီးယားအစိုးရကပြောဆိုထားပါတယ်။ကမ္ဘောဒီးယားအစိုးရဟာမြေမြပိုင်းအုံပြုမှုစန့်ကျင်တဲ့ကမ္ဘာလုံးဆိုင်ရာထောက်ခံအားပေးသူတွေအဖြစ်ရပ်တည်လာခဲ့တာပါ။ မိုင်းတူပေါ်ချင်းလုပ်ငန်းတွေလွန်ခဲ့တဲ့နှစ်30အတွင်းနိုင်ငံခြားအလှူရှင်တွေနဲ့အတူဒေါ်လာ1ဘီလီယံလောက်ရင်းနှီးမြှုပ်နှံခဲ့တာလည်းတွေ့ရပါတယ်1989ခုနှစ်ကစပြီးဒီစစ်လက်နက်တွေကလူထောင်ပေါင်းချီကိုတေဆုံးဒဏ်ရစေခဲ့တယ်လို့ဆိုပါတယ်ကမ္ဘောဒီးယားနိုင်ငံမှာလူသက်မိုင်းတွေကိုပြန်သုံးတာဆယ်စုနှစ်များစွာကြာနေတဲ့လူဒုဂူဒိကဝတ်တွေအတွင်းစိတ်ပြက်စရာကောင်းတဲ့ပြောင်းပြန်လမ်းမှုဖြစ်တယ်ဆိုပြီး ဂျနီဗာအခြေစိုက်နိုင်ငံတကာမြေမြုံပိုင်းတားဆီးရေးလှုပ်ရှားမှုရဲ့တစိတ်တပိုင်းဖြစ်တဲ့မြေမြုံပိုင်းစောင့်ကြည့်ရေးအဖွဲ့ကပြောဆိုထားပါတယ်ခင်ဗျာ clearance and it came here myanmar and jay pravi here most of them here this is a pn pm n2 နောက်ထပ်တင်ဆက်ပေးမယ့်အကြောင်းကတော့ nobel ငြိမ်းချမ်းရေးဆုမရခဲ့ခြင်းအပေါ်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကအရှုံးဖောက်ခဲ့ပြီးနောက်နှစ်ကိုမျှော်လင့်တဲ့အကြောင်းတင်ဆက်ပေးလိုက်ပါတယ် I'll be the only president. I don't think any president stopped one war. I stopped eight wars in eight months. Did I get a Nobel Prize? No. <laughs> can you believe it? Even I said, yeah, that's an impossible one. But uh, it's all right. I suspect I think next year will be better. But I don't, I don't think. You know what I care about? I saved maybe hundreds of millions of lives, certainly I saved. နိုဘယ်ဆုတဲ့ငြိမ်းချမ်းရေးဖော်ဆောင်သူလို့သူကိုယ်တိုင်စီယုံလှုံ့ဆော်ခဲ့တဲ့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ဟာအော်တိုဘာလ15ရက်ဗိုလ်ထုံးလေးကအင်ပီတော်ညစာစာပွဲမှာသူ့ရဲ့ငြိမ်းချမ်းရေးကြိုးပမ်းအားထုတ်ခဲ့မှုတွေကိုထောက်ပြဂုံဖော်ပြောဆိုခဲ့ပြီးနိုဘယ်ဆုမရခဲ့တဲ့အပေါ်မှာလည်းအရှုံးဖောက်ခဲ့တာတွေ့ရပါတယ်။သူဟာရှစ်လအတွင်းမှာစစ်ပွဲ၈ခုကိုရပ်တန့်ခဲ့ပါတယ်။နိုဘယ်ဆုရခဲ့သလားမရခဲ့ဘူးလေဆိုပြီးထရန့်ကပြောဆိုခဲ့ပါတယ်။နောက်နှစ်ပိုကောင်းလာလိမ့်မယ်လို့တန်တရားရှိပေမဲ့ မတိတော့ပါဘူးလို့လဲသမရထွန်းကပြောဆိုခဲ့ပြီးသူဟာတန်းမောင်းယာနဲ့ချီတဲ့အသက်တွေကိုကယ်နိုင်ဖို့ပဲအာယုံစိုက်နေတယ်လို့ဆိုထားပါတယ်ဒီနေ့အတွက်နိုဘယ်ငြိမ်းချမ်းရေးဆုကိုဗီနီဇွဲလာတိုက်ခိုင်ခေါင်းဆောင်အသက်58နှစ်အရွယ်စက်မှုအင်ဂျင်နီယာမာရီယာကိုရီနာမာချာဒိုကရရှိခဲ့တာပဲဖြစ်ပါတယ်မာချာဒိုဟာပြီးခဲ့တဲ့နှစ်နှစ်အတွင်းဆယ်စုနှစ်တခုကျော်စီးပွားရေးလူမှုရေးပြိုလဲနေပြီးနိုင်ငံရေးအရကွဲလွဲနေတဲ့ပြည်သူတွေကိုခွန်အား ပြန်လည်ပေးနိုင်ခဲ့တာကြောင့်ချီးမြှင့်ခံခဲ့ရတာပဲဖြစ်ပါတယ် နိုင်ငံကအပြစ်ခတ်ရစဲရေးစာချုပ်တွေအောင်မြောင်ဂျားဝင်အကျိုးဆောင်ပေးနိုင်ခဲ့တဲ့ထရန့်အစားဗီနီဇွဲလားအတိုက်ခံခေါင်းဆောင်ကိုငြိမ်းချမ်းရေးစုပေးဖို့လိုဘယ်ကော်မတီရဲ့ဆုံးဖြတ်ချက်ကိုအီဗီရိုကဝေဖန်ခဲ့ပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးမှာကတော့ဗီနီဇွဲလားမှာရှိတဲ့ CIA လှုပ်ဝှက်စစ်စင်ရေးကိုထရန့်ကအတီးပြုတ်လိုက်ပြီး CIA အာဏာသိမ်းမှုကိုလက်မခံဘူးဆိုပြီး မာရူဒိုကတုံ့ပြန်ခဲ့တဲ့အကြောင်းကိုဖော်ပြပြလိုက်ပါတယ်။ Why did you authorize the CIA to go into Venezuela? And is there more information you can share about these strikes on the alleged Well, I can't do that, but I authorized for two reasons really. Number 1, they have emptied their prisons into the United States of America. ဗင်နီဇွဲလားနိုင်ငံမှာ CIA လှုပ်ဝက်စစ်စင်ရေးတွေဆောင်ရွက်ဖို့ခွင့်ပြုချက်ပေးထားတယ်ဆိုတဲ့သတင်းမှန်ကန်တဲ့အကြောင်းအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကအတည်ပြုလိုက်တာပဲဖြစ်ပါတယ်။ ဒီလိုခွင့်ပြုရတာဟာဗီနီဇွဲလားကအကျဉ်းသားတွေကိုအမေရိကန်တဲလွှတ်နေတာနဲ့မူရစ်စေဝါအများပြားဝင်ရောက်နေတာဆိုတဲ့အကြောင်းရင်းနှစ်ချက်ကြောင့်ဖြစ်တယ်လို့ထရန့်ကပြောဆိုထားပါတယ်။ Las fallidas guerras eternas de Afganistán, Irak, Libia y pare usted de contar ဒီမဲ့ချက်ပေါ်ဗီနီဇွဲလားသမ္မတနီကိုလတ်စ်မာဒူရိုကအစိုးရပြောင်းဖို့လောက်တာကိုလက်မခံပါဘူး။အာဖဂန်နစ္စတန်၊အီရတ်၊လီဗျာစသဖြင့် ကြာရှုံးတဲ့စစ်ပွဲတွေမှာအဆုံးမရှိအောင်ပါပဲ။ CIA ကစီမံတဲ့အာဏာသိမ်းမှုမျိုးကိုအလိုမရှိပါဘူးလို့တုံ့ပြန်ထားပါတယ်။ American ပြည်သူတွေအနေနဲ့စစ်ကိုညှင်းပယ်ပြီးငြိမ်းချမ်းရေးကိုလက်ခံဖို့လည်းသူကတိုက်တွန်းခဲ့ပါသေးတယ်။ American ဟာမူရစ်မှောင်ကိုဂိုင်းတွေကိုနှိမ်နင်းဖို့ဆိုတဲ့အကြောင်းပြချက်နဲ့ Caribbean ပင်လယ်ကိုစစ်သင်္ဘော၈စင်းနျူကလ িয়ার ရေငုပ်သင်္ဘောတစ်စင်းနဲ့တိုက်လီရင်တွေဆွလွတ်ထားပါတယ်။ပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်းမူရစ်စေဝါတည်တယ်လို့ယူဆရတဲ့ဆက်လီတွေကို ပစ်ခတ်ခဲ့လို့လူ28ဦးသေဆုံးခဲ့ပြီးဒီလောက်ရက်ကိုကုလသမဂ္ဂကဥပဒေမဲ့ကွက်မြတ်မှုအဖြစ်တည်ပြီးထားရလဲတွေ့ရပါတယ်။ဘင်းလယ်ပြင်အပြင်ကုန်းမြေအပေါ်မှာပါစစ်စင်ရေးတွေလုပ်ဖို့စဉ်းစားနေတယ်လို့ထရန့်ကပြောဆိုခဲ့ပြီးသမရမာဒူရိုကိုယ်တိုင်မူရီဂိုင်းမှာပါဝင်နေတယ်လို့အမေရိကန်ကဆွဆွဲထားပါတယ်။ဒီအခြေအနေကြောင့်သမရမာဒူရိုကနိုင်ငံကိုကာကွယ်ဖို့စီးရဲလေ့ကျင့်မှုတွေပြုလုပ်ဖို့အမိန်ပေးထားတာလဲတွေ့ရပါတယ်။ဒီကလေးနှစ်ညင်းပွားပွဲရရွေးကောက်ပွဲရလကြောင့် သမရမာဒူရိုရဲ့တရားဝင်မှုကိုနိုင်ငံတကာကမေးခွန်းထုတ်နေစေဖြစ်ပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးမှာကတော့လေကြောင်းတိုက်ခတ်မှုတွေနဲ့နယ်စပ်တိုက်ပွဲတွေဖြစ်ပွားပြီးတဲ့နောက်မှာပါကစ္စတန်နဲ့အာဖဂန်နစ္စတန်တို့ဟာယာယီအပြစ်ခတ်ရဲစဲဖို့သဘောတူလိုက်တဲ့အကြောင်းပဲဖြစ်ပါတယ်ဒီ48နာရီအပြစ်ခတ်ရဲစဲရေးဟာတစ်ဖက်ကတောင်းဆိုလို့လိုက်ရောခဲ့တာလို့အပြန်အလှန်ပြောဆိုနေကြတာတွေ့ရပါတယ်အပြစ်ခတ်ရဲစဲမှုဟာအော်တိုဘာလ15ရက်နေ့ဂရင်းနစ်စံတော်ချိန်73နာရီ ပါကစ္စတန်မှာတော့ည6:00နာရီအာဖဂန်နစ္စတန်မှာတော့ည9:00နာရီခွဲမှာ စတင်မှာဖြစ်တယ်လို့ဆိုပါတယ်ဒီတိုက်ပွဲတွေဟာ2022ခုနှစ်မှာတာလီဘန်တွေအာဏာပြန်ရပြီးနောက်ပိုင်းအစ္စလာမ်မင်းနှစ်နိုင်ငံကြားအဆိုးဆုံးဖြစ်ပွားခဲ့တာ ဖြစ်ပြီးအရသာဒရာဇင်ကျော်တည်ဆုံးခဲ့ကတရားကြော်ဒဏ်ရခဲ့တာ တွေ့ရပါတယ်ပါကစ္စတန်ကကန်ဒါဟာပြည်နယ်နဲ့မြို့တော်ကပူးတီလေကြောင်းကနေတိုက်ခိုက်ခဲ့တယ်လို့အာဖဂန်ဘက်ကဆွဆွဲထားတာလည်းတွေ့ရပါတယ် ကပူးမျိုးကဒဏ်ရသူတွေကိုကုသပေးတဲ့စေယုံတစ်ခုကိုဒဏ်ရသူ40နဲ့တေဆုံးသူ9ဦးရောက်ရှိလာတယ်လို့ဆိုထားပါတယ်ပရိပခဟာပါကစ္စတန်ကိုတိုက်ခတ်နေတဲ့စစ်သွေးကြတွေကို အာဖဂန်နစ္စတန်ကခိုလုံခွင့်ပေးတယ်ဆိုတဲ့ဆွဆွဲချက်ကနေစတင်ခဲ့တာဖြစ်ပြီးတာလီဘန်တွေကတော့ဒီဆွဆွဲချက်တွေကိုညှင်းဆို့ထားပါတယ်ပါကစ္စတန်စစ်တပ်ကသာသတင်းမှားတွေဖြန့်နေသလို IS နဲ့ပတ်သက်တဲ့အဖွဲ့တွေလက်ခံပေးထားပြီး အာဖဂန်မတီနီအောင်လှုပ်ထားတာလို့တာလီဘန်ကတံပြန်ဆွဆွဲထားပါတယ်။တပ်ဖွဲ့တွေကြောင့်အဓိကကုန်သွယ်ရေးနယ်စပ်ဂိတ်တွေကိုပိတ်ထားပြီးကုန်တင်ရင်းတွေရာနဲ့ချပြီးတောင်းတင်နေတာလည်းတွေ့ရပါတယ်။ဒီဖြစ်ရပ်နဲ့ပတ်သက်လို့တရုတ်ရုရှားနဲ့အမေရိကန်တို့ကစိုးရိမ်ကြောင်အတီးတီထုတ်ပေါ်ပြောကြားထားပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးမှာကတော့မာဒါဂတ်စကာရဲ့စစ်ကောင်းဆောင်တဲ့ဗိုလ်မှူးကြီးမိုက်ကယ်ရန်ဒီရီယာနီရီနာကမကြခင်မှာတမရအဖြစ်ကြမ်းကြိမ်မယ်လို့ပြောကြားလိုက်တဲ့အကြောင်းပဲဖြစ်ပါတယ်။ hanao prestation de sermanga mazay ato ato a de tsy haiko hoe izy any valide na izy any tsy valide rehefa avy eo fa သူရဲ့အာဏာသိမ်းမှုကိုတုံ့ပြန်နေနေတဲ့အာဖရိကသမဂ္ဂ EU ကအိန္ဒိယသမုဒ္ဒရာတွေကဒီကျွန်းနိုင်ငံကိုအဖွဲ့ဝင်ဖြစ်ကနေချက်ချင်းဆိုင်းငံ့လိုက်တာတွေ့ရပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းကနိုင်ငံကဒီတင်းချောင်သွားပြီးလွှတ်တော်ကနေဆွဆွဲပစ်တင်ပြီးဖြုတ်ချခံထားရတဲ့သမရအန်ဒရီရာဂျိုလီနာကတော့ အာနာသိမ့်မှုကိုရှုံချထားပြီးယာရုကဆင်းပေးဖို့ညှင်းဆိုထားပါတယ်။ဂျန်ဆက်လူငယ်တွေရဲ့ဆန္ဒပြဝဲတွေနဲ့လုံခြုံရေးတပ်ဖွဲ့တွေဗတ်ပြောင်းလာပြီးတဲ့နောက်အခုလိုမျိုးအာနာသိမ့်မှုဖြစ်ပွားခဲ့တာပဲဖြစ်ပါတယ်။အာနာသိမ့်ကောင်းဆောင်ကစစ်တပ်ကအာနာလွှဲပြောင်းယူလိုက်ပြီးဖြစ်ပြီးအောက်လွတ်တော်ကလွဲလို့အစိုးရအဖွဲ့စီအားလုံးဖျက်သိမ်းလိုက်တယ်လို့ကြေညာထားပါတယ်။ဟိုက်ကုတ်တရားရုံးကသူ့ကိုသမရဖြစ်တာဝန်ထမ်းဆောင်ဖို့ဖိတ်ခေါ်ပြီးနောက်တရက်မှာပဲစံချိန်ပွဲမကြခင်ကျင်းပတော့မယ်လို့သူကပြောဆိုထားပါတယ်။ စစ်တပ်ခေါင်းဆောင်တဲ့ကော်မတီနဲ့ယာယီအစိုးရကနိုင်ငံကိုနှစ်နှစ်တိအုပ်ချုပ်သွားမှာဖြစ်ပြီးအဲ့ဒီနောက်မှာရွေးကောက်ပွဲအသစ်တွေကျင်းပသွားမယ်လို့လည်းဆိုထားပါတယ်။အခုအာဏာသိမ်းမှုကိုဦးဆောင်ခဲ့တဲ့ CAPSCD အထူးတပ်ဖွဲ့ဟာ2009ခုနှစ်ကရာဂျိုလီနာကိုအာဏာရအောင် ကူညီပေးခဲ့တဲ့တပ်ဖွဲ့ဖြစ်ပြီးအခုသူ့ကိုပဲပြန်လည်ဖြုတ်ချခဲ့တာဖြစ်ပါတယ်။ DJ တူဖြစ်ခဲ့ဘူးသူရာဂျိုလီနာဟာ2009ခုနှစ်ကလူငယ်တွေရဲ့ထောက်ခံမှုစစ်တပ်ရဲ့ပံ့ပိုးမှုနဲ့ အာဏာရခဲ့ပေမဲ့လူနေမှုဘဝမြင့်တင်ရေးနဲ့အာဂတိလိုက်စားမှုတပ်ဖြတ်ရေးကတိတွေကိုအကောင့်ထဲမပေါ်နိုင်ခဲ့တဲ့အတွက်လူလူနဲ့စစ်တပ်ရဲ့ထောက်ခံမှုတွေဆုံးရှုံးခဲ့တာပဲဖြစ်ပါတယ်ခင်ဗျာနောက်ဆုံးတင်ဆက်ပေးမယ့်အကြောင်းကတော့ American Rock D1 Behelin ရဲ့လေကတာသမား Eddie Behelin ရဲ့ဂီတာကိုဒေါ်လာ2000ကနေ3000ကျားလေးလံတင်မဲ့အကြောင်းပဲဖြစ်ပါတယ် Swing goes to 11 အနီရောင်နဲ့အဖြူရောင်အစင်းချောင်းတွေပါတဲ့လျှက်စစ်ဂီတာဟာ1982ခုနှစ်ထုတ်ခရမာဂီတာမျိုးစားလဲဖြစ်ပါတယ်အဒီဟာဒီဂီတာကို1982ခုနှစ်ကနေ63ခုနှစ်အတွင်းဂီတာဖျော်ဖြေပွဲတွေမှာတီးခတ်ခဲ့တယ်လို့ဆိုထားပါတယ်အန်ဒီဗယ်လင်ဟာအကိုဖြစ်သူ LS ဗယ်လင်နဲ့အတူ1982ခုနှစ်ကဗယ်လင်တီးဝိုင်းကိုစတင်ထူထောင်ခဲ့ပြီးဂီတာပီယာနိုတို့ကိုတီးခတ်ခဲ့တယ်လို့တီးဝိုင်းရဲ့မူလတချင်းရေးသားသူလည်းဖြစ်ပါတယ် အဒီယာ2029ခုနှစ်အသက်65နှစ်အရွယ်မှာကွယ်လွန်ခဲ့တာဖြစ်ပါတယ်။အဒီယာသူမကွယ်လွန်မီ2018ခုနှစ်ကသူစုဆောင်းခဲ့မှုတဲ့ဂီတာ85လက်ကိုချွတ်တဲ့တဲ့ကြောင်းတွေကိုလှူဒန်းတဲ့ NGO အဖွဲ့တစ်ခုကိုလှူဒန်းခဲ့ပူပါတယ်။အဒီဗန်ဟယ်လီရဲ့ဂီတာကမယုံနိုင်အောင်ရှားပါတဲ့ဂီတာပါ။ဒီဂီတာကိုဒေါ်လာ2တန်းကနေ3တန်းကြားရောင်းချတော့မှာဖြစ်ပြီးဒေါ်လာ2တန်းနဲ့လီလံဈေးတက်မှတ်ထားပါတယ်လို့စောတိဘေရဲ့တာဝန်ရှိသူတို့ကပြောဆိုထားပါတယ်။ အဒီအားဒီဂီတာကိုတငယ်ချင်းဖြစ်တဲ့ Radiolian ကို ပေးခဲ့တာဖြစ်ပြီးနောက်ပိုင်းမှာ American Heavy Metal Band ဖြစ်တဲ့ Motley Crue ကိုပူးတွဲတည်ထောင်သူလေဂီတာသမား Miss Marcy ကိုရောက်ရှိလာတာပဲဖြစ်ပါတယ်။ဒီဂီတာဟာ Van Halen ရဲ့1985ခုနှစ်က Frankenstein Style ဂီတာပုံစံမျိုးကိုဖန်တီးထားတာပဲဖြစ်ပါတယ်။လေလံပွဲမှာ England Rock Band က Led Zeppelin အဖွဲ့ရဲ့ Jimmy Page ဂီတာနဲ့ အရစ်ကလက်တန်ရဲ့ဂီတာလဲပါဝင်ကအမေရိကန်ဆိုတော့စလိုင်းစတုန်းရဲ့အာဂါဒါဖက်ရှင်အင်ကြီးလဲပါဝင်တာတွေ့ရပါတယ်။ဆော့ဒက်ဘေဟာဂီတာရုပ်ရှင်နဲ့ TV အစီအစဉ်တွေမှာနာမည်ကျော်တဲ့သူတွေရဲ့အသုံးဆောင်ပစ္စည်းတွေကိုလေလံတင်ဖို့ပြမှတ်ထားနေပြီး Raw နဲ့ Pod ရောင်းချမှုအစီအစဉ်တွေကိုအော်တိုဝါလာတရက်နေ့ကနေ24ရက်နေ့တွင် ပြုလုပ်သွားမှာဖြစ်ပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပါနိုင်ငံတကာသတင်းတွေကိုဒီမှာပဲအဆုံးသတ်လိုက်ပါတယ်ကျွန်တော်အီဇတ်ပါ